ဒီနေ့ကတော့ဖြူဟာကိုရိုင်းလောက်ထားတဲ့မြင့်ငချင်းလေးကိုကြော်ပြီးတော့ထမင်းမမေစားပြမလို့ပါဖြူရဲ့ blog လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်။နေရငပိလို့ပေါ့။မပိလို့။မြစ်ကတော့ဒီလိုမိုးရည်ဆိုလို့ရှိရင်လေတောင်ဝတက်ပြီးတော့ချိုးအမြင်ရတယ်။မြစ်တန်ကုန်တွေ့ရရင်တွေ့ရရင်မှာပြချင်းမှုတစ်ခါရတယ်။ အားလုံးပဲမင်္ဂလာပါရှင်ပြည့်ဝပစ်ချန်နေပြန်လဲကြိုးကြိုးလိုက်ပါရယ်ဒီနေ့ကတော့မြင့်ငချင်းလုံးမှန်ဆိုတော့အရင်ဆုံးပြုတ်ပြီးတော့ချစ်ထားတဲ့မြင့်လေးတွေကိုထမင်းချမ်းလေးနဲ့နယ်ပေးပါမယ်ပြီးရင်တော့အရသာတွေအတွက်စားလေးနည်းနည်းထည့်ပေးပါမယ်မြင့်ငချင်းလုံးတဲ့အခါစားများသွားရင်ဒီတအားငန့်ပြီးတော့စားမကောင်းဖြစ်တတ်တယ်တိလားကဲသူတို့ကိုတေချာနယ်ပြီးရင်တော့သူတို့ရေစစ်အောင်လို့ညှစ်ပေးရမှာပေါ့နော်ဒီတိုင်းလမ်းနဲ့ညှစ်ချင်လဲရတယ်ဖြိုးကတော့ဒါပိတ်ဆက်အပါလေးနဲ့ညှစ်လိုက်တာပေါ့နော်ရေကောညှစ်ပြီးသွားပြီဆိုရင်တော့သူတို့ကဖက်လေးနဲ့ထုတ်ပေးပါမယ် ဒါတော့အောက်ကတောင်ထမ်းဘက်လေးရယ်ငပြောဘက်လေးရယ်ပေါ့နော်ခံပြီးတော့ထုတ်ပေးပါတယ်ဒီညစ်လေးတွေကိုအခုကရေစစ်သွားအောင်လို့စီးရခါကြလို့ရှင်လေဟိုတင်းတင်းလေးစီးပေးရမှာပေါ့နော်ແກ່ຮູ້ບໍ່ພິໂອປະຖະມາຕະຖောက်ຍາດວ່າບີ້ພິໂອຫນຶ່ງກະຈະບໍ່ຫນັດທົ່ວທົ່ວລຸຍາໄດ້ດີອາຈາຫມໍພິໂອຫນັດທົ່ວລຸບໍ່ແມ່ ဒီမြင့်ငှက်ခြင်းလေးတွေကိုတို့တို့ကအခုလိုထုတ်ထားပြီးရင်အနည်းဆုံး9ရက်လောက်ထားပြီးရင်စားလို့ရပြီပေါ့နော်ကိုကကြကြစားခြင်းနဲ့ဆိုလို့ရှိရင်တော့9ရက်ကိုအပြင်မှာထားကြံတဲ့ရက်ကိုရေသေးတရာတွေထည့်ထားပေါ့နော်ကဲဖြူကတော့မြင့်ငချင်ထုတ်လေးတွေကိုအပြင်မှာပဲထားလိုက်ပါတော့မယ်။ကဲအခုဆိုရင်မြင့်ငချင်လောက်ထားတာ9ရက်မြောက်နေ့ရောက်ပြီဆိုတော့ဖြူကြော်စားတော့မှာပေါ့နော်။ ဲအရင်ဆုံးဖွင့်ကြည့်လိုက်ပါဦးမယ်။ကဲ9ရက်မြောင်းနေ့ရောက်ပြီဆိုတော့ဘယ်လိုလေးဖြစ်နေပြီလဲကြည့်ကြရအောင်နော်။ဘာကောက်လိုက်တာကြည့်ပါဦး။နာနေရောပဲကဲဒါလေးကိုလေဖြိုးတော့ဒါတုပ်စားခြင်းလဲရတယ်ကြော်စားခြင်းလဲရတယ်ပေါ့နော်ဖြိုးကတော့ဒီနေ့ကတော့ကြော်စားမှဖြစ်ပါတယ်တချို့ကြတော့လေပင်စိန်လေးနဲ့တုပ်စားကြတာပေါ့နော်ကောင်းလိုက်တာ ဲထုံးစံအတိုင်းမီးပြတ်ပြီဆိုတော့ gas oil နဲ့ပဲကြော်လိုက်ပါအောင်မယ်ကဲမြန်ငချင်းကြော်ဖို့အတွက်အရင်ဆုံးစီလေးထည့်ပါမယ်စီပူလာပြီဆိုရင်လှီးထားတဲ့ကျွတ်သွနီလေးတွေထည့်ပါမယ်ပြီးရင်တော့စနွေးမုန့်လေးထည့်မယ်အယောင်လေးလှောက်လို့အယောင်တင်မုန့်လေးပါထည့်ပါမယ်ကဲပြီးရင်တော့မှုလိုက်ပါအောင်မယ် ကံဖြိုးကဆက်ဆက်လေးစားခြင်းလို့အကျံဖတ်လေးပါထည့်မှာပေါ့နော်ကဲပြီးရင်ရာသာအတွက်အရာသာမို့လေးထည့်ပါမယ်။ဖြူကလေစားတော့မထည့်သေးဘူးပေါ့နော်။ညငချင်မှာကစားလေးထည့်ပြီးနေတာဆိုတော့လေအရာသာလေးငန်သွားမှာဆိုလို့အရာသာနောက်ဆုံးမှမြည်ပြီးမှနည်းနည်းထည့်မှာပေါ့နော်။ကဲပြီးရင်တော့ညငချင်လေးတွေထည့်လိုက်ပါမယ်။ ဲသူတို့နှောင့်လို့ဖြိုးတော့မှွေပေးရမှာပေါ့နော်။အဖြိုးမိကြည့်တာလေးနည်းနည်းလေးပော့နေလို့ဖြိုးငံပြိုင်လေးနည်းနည်းပေါက်လိုက်ပါဦးမယ်။ကဲခုဆိုလို့ရှိရင်တော့အရန်စားကောင်းတဲ့ဖြိုးရဲ့မြင့်ငချင်ကြော်လေးရပါပြီ။แกกูဆိုလို့ရှင်တော့ကိုရိုင်းလောက်ထားတယ်မြင့်ငချင်ကြော်လေးနဲ့ဖြိုးထမင်းစားတော့မှာပေါ့เนาะဒါကတော့အိမ်မှာအမေချက်ထားတဲ့ဝတ်သားရေခင်းလေးနဲ့ပဲဒီနဲ့ပေါ့เนาะဝတ်သားကြီးမယ် và ta sẽ xe rồi ta mi nghe chung cho xe bằng mũi nào cô là nó rồi như là lãng là lúc giờ là tay mình sống nó chăn thoát lì và nó nè 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 kể mi nghe chung cho lì này sao cho bảo chứ sao cho bảo không nhá sao bảo mấy sao đó nè nè sao sao mà con này à. cô là cô là làm gì đây nè nhất là hạ tới chuẩn bị đồ gì จะไปเล่ากันนี่มีนิวเว้ไหนมีใจเราซ้อกันหน่อยฟ้าเป็นเนอป็นที่ยมเลยตกใจอ่ะก็เซ็งไหม ်နေရငပိလို့ပေါ့ငပိလို့ဒီညကကျင်လာကြတော့အခုဖြိုးလို့လောက်တာ9ရက်လောက်ပဲရှိသေးရပေါ့နော်ဖြိုးဖြူရှာလိုက်တာပေါ့နော်အကယ်၍ကွာချစ်တာခန့်ကျင်လဲဆိုလို့ရှိရင်ထမင်းမထည့်ပဲနဲ့လေညစ်ကြည့်ပဲတီးတောင်စားလေးနေပြီးတော့လောက်ထားလို့ရှိရင်9ရက်လောက်ပြည့်ပါအောင်ရေခဲတက်လာတယ်ထည့်တာလိုက်အဲ့ဒါဆိုအနည်းဆုံး3လလောက်ထိလေးထားလို့ရတယ်တည်လားသူငချင်လို့တုတ်စားလဲကောင်းတယ်ဟုတ်တယ်ဒါပင်စိမ်းနဲ့တုတ်စားပြီးကျွတ်သွင်းဖြူနေတယ်လေခြိုက်သွင်းချေပဲဟုတ်တယ် เราทำ vi h u ือ n n o ้ sier lei. ที่เสียงอาเราปลูเลยเนาะซาทำไมทำมาปลูกเบาปลูกเลยไม่แน่ปลูกอาปลูก နှစ်ကတော့ဒီလိုမွေးရည်ဆိုလို့ရှိရင်လေတောင်းဝတ်တက်ပြီးတော့ချိုးအမြင်ရတယ်မြင်ရတဲ့နေ့ဆိုမရှိဘူးနေရတာလည်းများတာကွာတာပေါ့နော်မနေကတော့မြင်ရှုံရင်ဒီလိုလိုရတာရတာလက်တည်ပြီးအော်ကုတ်ရတယ်ဟေးဝယ်စားလိုက်ရင်တော့တတမရှိဘူးတထောင်မိုးလို့ဝယ်စားလိုက်ဝါတယ်ဒါပေမဲ့အဲ့ဒီချိုးပြီးရတဲ့ပျော်ရွှင်မှုကိုနော်သဘောကျတော့သဘောချိုးကြနှစ်တန်ကိုတွေ့ရရင်တွေ့ရမှာပျော်ရွှင်မှုတစ်ခါရတယ်ဟုတ်ဒီနေ့ကကျတော့အိမ်မှာဝတ်တာနဲ့ခဲနေချက်တယ်ပေါ့နော် ူကမြင့်ငချင်းနဲ့ရပြီဆိုတော့လေမိသိပြီမဲမင်းဆန် EFA ကနေကြော်လိုက်တော့ဒါချက်ချင်းထမင်းစားကနေပူနေနေလေးဆိုပူကောင်းရအောင်嗯，是呗。给，准备啥肉没有吧？比没有吧？比。说说农民家的事情，你个亲戚老表啥子家伙呢？给拿不了家里钱呢？表白吃白表白啥白？我们啥啥没吃回家吧？我们去，拜拜。